တကူလုံးကိုလည်းကုန်းကုန်းထိုင်လို့သူ့မနေ့ကတော့အတွင်းသီးတွေအများကြီးစားလိုက်တာစားကောင်းကောင်းနဲ့လေအဲ့ဒါအခုအပူပူတွေမိမှုတွေထွက်လာရားတယ်ဖြစ်ရမယ်အဲ့ဒါတောင်ပြောတာပေါ့အစားမတော်တလို့ဆိုတာရှာလို့လိုက်ပြီးနင်းကန်စားတာကိုတွေ့လားသူများကဒီမှာရားလို့ကုန်းတွေဖဲ့နေရပါတယ်ဆိုတော့ကသူကလာပြီးတော့စုံနေသေးတယ်ဟောအဲ့လိုလည်းမဟုတ်ပါဘူးစုံမရဲဟာဒီနေ့တော့ခါးရေးဖြစ်ကြတယ်တကူတကူနဲ့ရှိရောစုံမနေ့ကတော့လေတွင်းသီးတွေအများကြီးစားလိုက်တာအဲ့ဒါ မိခုတွေပတ်လာလို့ဖြစ်ရမယ်။ဒါပေမဲ့မကူနဲ့ဒီအခုဆုံးမဖြစ်နေတဲ့ဝေဒနာတွေကိုချက်ချင်းပြောက်သွားစေမယ့်အစီအစဉ်ကိုရမင်းဧည့်ခင်းထဲမှာထားခဲ့။သွားမယ်။ဟုတ်လား။ကြည့်ရအောင်။အဲ့မှာဒေါ်စုမွန်ရဲ့ယောဂအတွက်ဆေးရအဲ့မှာမင်းကိုတီးရယ်ဟုတ်ဟုတ်တယ်ဒီမင်းကိုတီးကိုစားပြရမှာစုမွန်ကတော့ကန့်ကောင်းတာပဲမနေ့ကတော့လည်းဒူးရင်းသီးအများကြီးစားရတယ်အခုလည်းမင်းကိုတီးစားဖို့ဖြစ်လာတယ်နော် ော့စားစားအဲ့ဒါလေးစားပွားလို့ရှိရင်မကြခင်မှာစုမအခုအိမ်ရားနေရပျောက်သွားလိမ့်မယ်။ဟွန်းပြီးတော့အခုကံလာတက်တာရဲဆိုတော့ဟုတ်လားဟာဒါပေါ့ तू ကအေးအေးစားလေသူ့စီမှာအေးတဲ့တက်ပါတော့အဲ့တော့ကြတော့သူရင်းလေးစားပွားလို့ရှိရင်မင်းကိုဒီလေးကိုတွဲပြီးတော့စားပေးရတယ်စုမကတိမထားမိလို့နေမယ်တချို့သူရင်းလေးတအားတိုက်တဲ့သူတွေဆိုရှင်သူကတိကြတယ်သူရင်းလေးစားများသွားပွားလို့ရှိရင် तू ကမင်းကိုဒီလေးတွဲပြီးတော့စားပေးရဟုတ်ကဲ့ဟုတ်ကဲ့စုမလည်းအမှတ်တမဲ့ဖြစ်သွားတယ်သူရင်းလေးစားကောင်းတာနဲ့အရင်စားလိုက်နေရ အခုသိပြီဆိုတော့နောက်ကြလို့ရှိရင်လည်းသူရင်းသီးရေစားတာများတော့လို့ပေါ့နော်အဲ့လိုမျိုးအခုကန်နိုင်ပါရဲ့ဖြစ်လို့ရှိရင်မင်းကိုတင်းင်းနဲ့တွဲပြီးစားပေးနောက်ပြီးတော့လေဒီ heritage ထားတစ်ခုကကြတော့ဒါမင်းကိုတင်းမှာသူကကင်ဆာဆန့်ကျင်ပြီးရဲ့ဟိုကကုန်သက်တည်လည်းရှိရဲ့နောက်တစ်ခုကကြတော့သူ့မှာသဘာဝ trauma တစ်မျိုးပါသေးတယ်အဲ့ trauma ကကြတော့ဒါမင်းကိုတင်းတဲ့မျိုးတွေမှာပဲတွေ့နိုင်တာလေထိုင်းမကသေးဘူးလေရဲ့မင်းကိုတင်းထဲမှာဒီ NLC ထက်လို့ခေါ်တဲ့ tattoo ဆန့်ကျင်ပစ္စည်းတွေအများကြီးပဲပါတယ်နောက်တော့သူက gas dead တို့အမြင် dead တို့ vitamin နဲ့တက်ထွက်တယ်လေအများကြီးပဲပါသေးတယ် အမေသူတို့တွေပဲဒီမင်းတို့ဒီအကြောင်းသိရကြတာပဲစွန့်ကိုလည်းသိပါတယ်နော်သိရင်လည်းပြပြဝတ်စွန့်ရဲ့ဒီမင်းတို့ကလည်းအတိုင်းသိရမှာမဟုတ်တာသိရလေးတွေပဲပြပြတာဒီမင်းတို့ဒီရဲ့အရသာချိုးချင်းချင်းလေးလေသူ့မှာဆိုလို့ရှိရင် acid တက်တွေအများကြီးပါဝင်တဲ့လူခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ acid တက်တွေပေါ့နော်ပြီးလို့ရှိရင်သူ့မှာပါတဲ့ fatty acid ကြောင့်မို့လို့ cholesterol ကိုကျစေပြီးတော့ဒီအဝါလွန်တာတွေရောကိုယ်လေးချိန်ထိန်းချင်တာတွေလည်းဆိုလို့ရှိရင်အဆင်ပြေတယ်ဟုတ်လားဒါဆိုလို့ရှိရင်ကိုလေးနေချောချရတဲ့သူတွေဆိုလို့ရှိရင်မျိုးကိုဒီကိုစားပြီးတက်တာပေါ့နော်ဟုတ်တာပေါ့ နောက်ပြီးတော့ဒီမင်းကိုတရားလေးဒါရီဝီဝီနဲ့မူနောင်းနောင်းဖြစ်နေတာမျိုးကြီးအဲ့ဒါလေးဆိုလို့ရှင်လဲသူကပြန်ပြီးကောင်းစီဒီကောင်းပြီးတော့မင်းကိုတရားစပေးမယ်ဆိုလို့ရှင်အဲ့လိုမျိုးမူးတာကြီးဟိုပါတော့ရီဝီတာကြီးကိုတတ်တာပြပေးစီတယ်မှာလူတို့အားဖြစ်စီသေးတယ်။ပြီးရခါကျတော့ဒါခန္ဓာကိုယ်အတွက်ဒါရေထဲဆုံးရှုံးသွားမှုနေရာနေပြီးတော့လေမင်းကိုတရားကောင်းဝင်ပြီးတည်ရ။နောက်ပါကျတော့လေဒါမင်းကိုတရားအစာချေးစနစ်ကိုလည်းကောင်းနေပြီ။ပြီးတော့ဒီမင်းကိုတရားကိုဒါစပေးမယ်ဆိုလို့ရှင်နဲ့ဒါဥမဲ့ဇမ်းမာကြီးလည်းကောင်းပြီးတော့ဗန်းဆုပ်တာပြပါစီတတ်တာစီ။ဒါဆိုလို့ရှင်ဒီမင်းကိုတရားမေကောင်းယောဂအတွက်လေကောင်း င်းမှာပေါ့နော်ပြီးတော့ဗာလဲခုနကစုမုံအတွက်လေဒီမင်းကိုတီးရအခုကန်နာရီဘာရဲ့အတွက်လဲကာကွယ်ပေးတယ်ဆိုတော့ဘယ်လိုမျိုးကာကွယ်ပေးရလဲမင်းကိုတီးရကသူကအခုကန်လို့ဖြစ်တဲ့တဲ့ဟာလေခုနကပြောသလိုဒီနှာခေါင်းသွေးရှန်တာတို့ရှင်ပူတာတို့နောက်ပြီးတော့ဒီစုမုံခုနဖြစ်တယ်လို့ခန္ဓာကိုယ်မှာလေအခုပိတ်နေပေါက်တာတို့ပါနောက်ပြီးတော့ဒီမြေရဲ့အဖြူဆင်းတာတို့မြေရဲ့သွေးအဆင်းလွန်တာပေါ့နော်အဲ့ဒီရောဂါတွေကတော့မင်းကိုတီးစားလိုက်တာနဲ့တက်တာပြောင်းနေစေတယ်သူကအေးရဲ့ဓမ္မဝါဒ်ပါလေ ဟိုနော်လေတင်စားဖို့ရတူပါကြောင်ဒီကမလည်းအပူနာရပါလေဆိုလို့ချင်းမင်းတို့ဒီလိန်လို့ရတယ်ဆိုတာဟုတ်တယ်နေလို့ရတယ်အခုနကဒီအခုစုမော်ဖြစ်နေတဲ့ဒီမိတ်လိုမျိုးပေါ့နော်ယာနာအခုလေးတွေနောက်တစ်ခါအင်းမြင်လိုမျိုးတွေခန္ဓာကိုယ်ရဲ့အခုချိန်အများကြီးတဲ့အခါထွက်တတ်တဲ့ဟာတွေနောက်တော့အပူလာမိတာတို့နောက်တစ်ခါကျတော့ခန္ဓာကိုယ်မှာထိလိုက်တုန်တန်ရပေါ့နော်ယာနာမျိုးဆိုလို့ရှိရင်အခုဒီမင်းတို့ဒီရဲ့ဒီအနှစ်သားလေးနဲ့လင်းမိလို့ရတယ် းပြီးတော့လေဒီမင်းကိုဒီကအယိုးမှုတွေကိုလည်းကာကွယ်ပေးတယ်တိလားအယိုးပွားယောဂါတို့အယိုးပွားယောဂါတို့ပါကင်ဆန်လို့ခေါ်ရဲပေါ့နော်ဒီအဆင့်မြင့်တဲ့ပတ်သက်ပြီးတော့အဲခြေလက်တွေတုံတာတွေပေါ့နော်အဲ့လိုမျိုးအဲ့လိုယောဂါတွေလည်းသူကကာကွယ်ပေးနိုင်တယ်ဟောပြီးတော့နောက်တစ်ခုကလေဒါမင်းကိုဒီကနေဒါအခုခေတ်နေရတဲ့ကိုက်လေတိလားဟုတ်လားဘယ်လိုကိုက်တာ အဲဘာလို့လဲဆိုတော့ဒီဒါမင်းကိုတည်ရအောင်သူအခုခေတ်လူငယ်ဆိုလို့ရှိရင်ကွာဒါထောက်ရှားရုံးခံရတာညားတယ်ပြီးတဲ့ခါကျသူမစိတ်ဖြည့်ဆည်းမှုတွေလည်းညားတယ်ဆိုဆိုလို့ရှိရင်ဒါစိတ်ဒီမကြည်မနှင်းဖြစ်တာမျိုးတွေပေါ့နော်ဆိုရင်ဒီမှန်တော့ကာလေးအဲ့လိုမျိုးညားနေတဲ့ခါကျတော့ဒါမင်းကိုတည်စားပေးတဲ့ဟဲ့ဒါဆိုသူမင်းကိုတည်ကိုစားပေးမယ်ဆိုလို့ရှိရင်ဒီမှာလည်းပေါ့နော်စိတ်ကြောက်ရောပါလေပြည့်ပြည့်စုံစမ်းတတ်တဲ့ကောင်တစ်ချက်ကြိုက်ပါလေ ါ့နော်အဲဒါတွေကလည်းဒါဆိုရင်ကျောင်းသားတွေကလည်းဖြစ်လာတာကြီးဆိုတော့မင်းကိုဒီစားပေးမယ်ဆိုတက်တာထပ်ပေးစီဒါဆိုရင်မင်းလည်းစားပါပါဒါပြီးတော့ဒီမင်းတို့တရားမျက်စိအတွက်လည်းကောင်းတယ်သိလားမျက်စိအတွင်းရေတိမ်ဖြစ်တာတွေပါတွေလည်းကောင်းတယ်နောက်ပြီးတော့သူကသွားတဲ့သဖုံးမျိုးတွေလေတတ်မှာစီနိုင်သေးတယ် ဒီနင်းကိုဒီကိုစီးကြောယောဂဝင်သားရှင်နေလဲစားပေးတယ်တဲ့။ तू ကဒီသွေးထဲမှာရှိတဲ့ကြားချက်ကိုကြားစီရဲ့လေ။ तू ကြားစီရုံနဲ့တော့မဟုတ်ပါဘွာ။ဒီသွေးထဲမှာရှိတဲ့ရှိထိုက်တဲ့ဇာကွက်မာနာဆိုတာမျှတအောင်လုပ်ပြီးတော့မာသွေးရနေတဲ့သူတွေအတွက်အကောင်းကျိုးတွေဖြစ်ထွားတော့လုပ်ပေးနိုင်တယ်။နောက်တော့သွေးထိုးလဲကြားလိုက်လေ။နောက်ပြီးတော့ဒီနင်းကိုဒီအရာလေးနှလုံးသွေးကြောချင်းညောင်းတာနောက်ပြီးတော့သွေးထိုးယောဂါရောပေါ့နော်။ဒီနှလုံးယောဂါနှလုံးသွေးကြောဆိုင်ရာယောဂါတွေနဲ့တက်တာပြောပြစေနိုင်တယ်။နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် तू ကသူ့ရဲ့အရေးပေါ့နော်။ အစိတ်ရှိတဲ့တက္ကသိုလ်ရေပေါ့တက္ကသိုလ်ကြီးရဲ့ကျတော့ဘယ်လိုလဲဆိုတော့ပြားတုတ်ခံရတို့အင်းဆက်ပုံမှာကြိုက်ခံရဆိုလို့ရှိရင်အဲ့ဒီရေကိုလေးမိမယ်ဆိုလို့ရှိရင်အဲ့အစိတ်တွေပါမြင်မြင်ကြည့်ရဲ့ဟုတ်ဟဲ့တိခါရကြောင့်ဒီနောက်တစ်ခုကဒီတက္ကသိုလ်ရေပေါ့နော်အဲ့သူ့ရဲ့တက္ကသိုလ်ကြီးကဆိုသူ့ရဲ့မှာရှိတဲ့အစီအစဉ်ကိုကြာစီရတဲ့အဲ့ပြီးတော့နောက်တစ်ခုကဒီမြင်းထုတ်တဲ့အစီအစဉ်ကိုရှိသေးတယ်အဲ့ဒီအစီအရတွေကအသားရေကောင်းကျိုးတွေအများကြီးရှိသေးတာလေ အဲဒါဆိုတော့ဒီအစီအိုပေါ့နော်မိခုတ်ဒီအစီအိုဆိုတာရှည်သွားတာပဲဆိုအသားပတ်တာမျိုးတွေပြည့်ခါတော့မဆွတ်ဆိုလို့ရှင်ရှည်ရည်အသားရည်ပါမျိုးရှည်စလုံးတွေပါမျိုးလားဆိုအပွဲဆိုတွေပါဖြစ်ပြီးပါဖြစ်ဖြစ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဒီအသားရည်ပစားအတူမျိုးပေါ့နော်အပွဲတာမျိုးတွေဆိုလို့ရှင်အသားရည်၆တွေ့တာမျို ေါ့အဲ့ဒါဆိုလို့ရှိရင်ဒီမင်းကိုဒီအစီအစဉ်ပေးနေရတယ်ဒါဆိုလို့ရှိရင်တော့အဲ့ဒီလေးကိုပတ်ထားရတော့မယ်ဆိုတော့ဆောင်းရင်းရောက်လို့ရှိရင်အကအရန်ပတ်တက်တာလေဒီမင်းကိုဒီရတယ်အသေးလေးမဟုတ်ဘူးသူကအခွန်ကလည်းကျန်းမာရေးအတွက်အရန်တော့ဝင်နေတယ်ဒီမင်းကိုဒီရဲ့အခွန်တော့ဒါပြီးတော့အခောက်ရဲ့အရွက်နှုတ်ရဲ့ပေါ့နော်အဲ့ဒီဟာလေးတွေကိုသူကမိုင်းကိုက်ယောဂကိုကုတဲ့နေရာတွေမှာတုံးတယ်ဒါကြောင့်တချို့ဆိုလို့ရှိရင်ဒီမင်းကိုဒီစားပွားရတဲ့အခါကျရင်ဒီအခွန်တွေဖြုတ်မပစ်ဘူးသူကနေနိုင်လို့ပိတ်ထားတာအဲ့ဒါဆုံးမလဲကြားဘူးလေတိလားဒီမင်းကိုဒီရဒီအသေးရောအရွက်ရောပင်စီရောအခောက်အမြစ်ရောအားလုံးကလေသုံး အသွင်ဝင်တဲ့ခါကျတော့အာရှနိုင်ငံတွေမှာဆိုလို့ရှိရင်သူ့ကိုရိုးရဆေးဝါးဖြစ်နေတော့သုံးခဲ့ကြသေးတယ်။အဲပြီးတော့လေဟဲရီကျောင်းမြတ်နောက်တစ်ခုကကျတော့ဒါမင်းကိုတီးရလေအပူကြီးရရင်ပါလဲဆိုတော့တတတာကြင်းစီရဲ့ပြီးကိုပူကြီးရရင်နောက်ပါစားဒီမှက်ခရုနာတော့ပါလို့ပေါ့နော်။အဲ့ဒါလေဆိုလို့ရှိရင်ဒါမင်းကိုတီးရတာဟိုအရွက်ရဲ့ပြီးရခါကျတော့ဒီအခောက်ပြုတ်လေးပေါ့နော်။အဲ့ဒါလေးကိုတောက်ပေးမယ်ဆိုလို့ရှိရင်ဒါတတတာကြင်းစီရဲ့နောက်တစ်ခုကကျတော့ဒီမင်းကိုတီးရတာအနစ်ပြုတ်လေးပေါ့နော်။အဲ့ဒါကိုတောက်မယ်ဆိုလို့ရှိရင်ကျတော့ဒီအမျိုးသမီးရဲ့ဆုံးမကြရသေးဆက်ဝဲကိုလည်းမှတ်ခံစီရဲ့။ ။အော်ဒါနဲ့လေခုနကရမင်းပြောရင်းနဲ့စကားစပြတ်သွားဒီမင်းကိုဒီအခွန်အကြောင်းလေဒီမင်းကိုဒီအခွန်မှာဓာတ်တမျိုးပါဝင်နေအဲ့ဒီတက်ကြောင်းမှုလို့ပေါ့နော်ဒီမင်းကိုဒီအခွန်အချောင်းကအမှုန့်ကျပြီးတော့ပဲပေါ့နော်တောက်ပေးမယ်ဆိုလို့ရှိရင်ဒီဝန်ကိုက်တာရောဝန်လျှောတာရောအမြန်ဆုံးပြောက်ကင်းစေရဲ့ဟုတ်တယ်ဒါဆိုရင်တော့မင်းကိုဒီတပေါ်ကြီးကိုအသုံးဝင်တာပဲနော်ဒါတော့မင်းကိုဒီမှာကျမ်းမာရွဲ့အသုံးဝင်နေဟာရင်းများရေပေါ့နော်ဒါပေမဲ့ဥစီမှာတတိထားမဲ့အချက်လည်းရှိတယ်အဲ့ဒါကလည်းဆိုတော့မင်းကိုဒီကတခြားလို့လို့လည်းလုံးဝမတည်ဘူး တော့ dragi စားမယ်ဆိုလို့ရှိရင်အရင်ရဲ့အရင်ကြီးရဲ့အဲဒါမလို့မျိုးကိုဒီမစားပြင်မယ်ဖြစ်ဖြစ်ပေါ့နော်စားပြင်မယ်ဖြစ်ဖြစ်တခြားတို့လို့မစားတာအကောင်းဆုံးပဲနောက်တစ်ခုကကြတော့ဒီအခွန်လေးဒီအခွန်ကိုခွာလိုက်လို့ရှိရင်ထွက်လာတဲ့ဒီအနေအောင်ခရမ်းနေအောင်မျိုးပေါ့နော်အဲ့လိုအနေလေးတွေသူကဆွန့်တက်တယ်အဲ့တော့ဟိုမင်းတို့ဒီစားမယ်ဆိုလို့ရှင်ပေါ့နော်အင်းကြီးအဖြူလေးတွေစားပြီးတော့အင်းကြီးအထောင်လူလေးတွေဝတ်ပြီးတော့မစားနဲ့ပေါ့အဆုံးသွားမယ်ဆိုရင်နှမျိုးဖို့ကောင်းတယ်။နောက်တစ်ခါကျတော့နှိုးလို့တခြားလူလေးနှိုးကမစားနဲ့ ဒါတကယ်ကိုအရေးကြီးမှတ်သားထားရမယ့်အချက်ပဲเนาะဘာလို့လဲဆိုတော့ဒီစုံဆိုလို့ရှိရင်အစားကိုဒုစွတ်စွတ်စားတတ်တာ တော့မင်းတို့ဒီစားမယ်ဆိုလို့ရှိရင်နိုးတို့တခြားတို့လုံးဝရှောင်ရမယ်ဆိုတာတိထားရမယ်ဟုတ်တယ်ဒီစားတိထားမှရမယ်အဲပြီးတော့နောက်တစ်ခုကကျတော့ဒီမင်းတို့ဒီရအူပန်းနေတာဆိုအသီးနဲ့လေအသီးနဲ့ဆိုတော့ဒီမင်းတို့ဒီရဆိုလို့ရှိရင်ဒါအရှတိုက်တွေမှာဆိုလို့ရှိရင်ပေါ့နော်ဒါမလေးရှားတို့စင်ကာပူတို့ဗီယက်နမ်တို့အဲ့ဒါကကျဒီဟေရိုးတဲ့မြန်မာနိုင်ငံပေါ့နော်အဲ့မှာဒီမင်းတို့ဒီအပင်တွေကပေါက်တယ်ပြီးတော့ဒီရှင်းဆောင်အရှနိုင်ငံတွေမှာဆိုလို့ရှိရင်ဒါမင်းတို့ဒီကိုတော့ဆေးဝါးအနေနဲ့တောင်မှပဲသူတို့ကသုံးနေတာလေအခုဒီဟေရိုးပြင်ရတဲ့ဒီလိုမင်းတို့ဒီမခုံပေါ့နော်အဲ့ဒီခုံပပပါပါလေးတည်နေ ဆောင်လန်းလေဆောင်လန်းပြီးတော့လို့ရှိရင်ဒီလိုလက်ဖက်ဆောင်လေးလေးအဲခတ်ပြီးတော့ရင်းနှီးချတောက်တယ်လို့မျိုးဒီမှာရင်းနှီးလေးတယ်ပေါ့နော်ခတ်ပြီးတော့တောက်မယ်ဆိုလို့ရှိရင်သူကစီရောပါလေတောက်တာဖြစ်စေရဲ့ဒီမျိုးလိုလည်းနော်ဆုံးမရတာလေးတခုကနေပြီးတော့အကြောင်းပြုပြီးတော့ပြောလာလိုက်တာဒီမျိုးကိုဒီနေ့အကြောင်းဆုံးနေရပဲဆုံးမတက်တာလေးတိုင်းရတာတက်တာပါလေကျေးဇူးပဲယူမင်းနော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ဆုမုံကတိစာမှတ်သားထားပြီးတော့ဒီကိုတိအများစားနော်ဆက်စားလာအောင်